ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါ။ဟုတ်။အဲသတင်းကောင်းကတော့ရှိပါတယ်နော်။အဲ့ဒီသတင်းကဘာလဲဆိုတော့ဘာကျွန်တော်အားလုံးဒီနေ့ပြုပြန်နေအောင် online ပေါ်မှာပျော်ရှင်တဲ့သူတွေပျော်ရှင်ကြတယ်ဝမ်းသာတဲ့သူတွေဝမ်းသာကြတယ်အဲကျွန်တော်ကြတဲ့နိုင်ငံရေးသတိစီးရေးသတိအနေနဲ့အဒီအချင်းအောင်ရှုမြင်ပါတယ်အဲ့တော့ Women Online ရုရှားသမ္မတနော်ဗလာဒီမီယာပူတင်ရဲ့ဖိတ်ခေါ်ချက်ရ ရုရှားနိုင်ငံကိုသွားခဲ့တဲ့ကိစ္စလေးပေါ့ဗျာနော်အဲ့ဒါလေးကိုအဓိကဖင်ပွိုင်းလုပ်ပြီးကျွန်တော်ဒီနေ့ပြောမှာပါအဲ့တော့ဒီလိုမျိုးသွားလိုက်ချင်းဒီခီးစဉ်ကဘာကိုပြလိုက်တယ်လဲဆိုလို့ရှိရင်တော့ဥမေအွန်လိုင်းကအခုလက်ရှိရှိနေတဲ့အင်အားထက်သူကအင်အားပိုကောင်းသွားတော့သူတွေ့ရတယ်မင်္ဂလာပါခင်ဗျာသူအင်အားပိုကောင်းသွားပြီသူအင်အားပိုကောင်းသွားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တစ်ဖက်အဖွဲ့အစည်းအုပ်စုတွေအကုန်လုံးဟာအများကြီးနှိမ့်သွားပြီအဲ့တော့ ဟိုလက်ရှိခုဖြစ်ပြနေတဲ့အခြေအနေမှာပေါ့နော်နိုင်ငံနဲ့တဝင်းပေါ့အကြမ်းဖက်မှုဒီစစ်ရေးတွေပေါ့ဒီစစ်ပွဲတွေဖြစ်နေတော့ညာလဲပဲအခြေအနေရရကိုနိုင်ငံရေးပါဝါပေါ့နော်ဟိုဘယ်ဘက်ချမ်းကဘလို့နိုင်ခဲ့တယ်လဲဥမာပြင်ဒီ NASA ကနဲ့ဒီကျွန်တော်တို့ဒီတော်လိုင်းရေးအုပ်စုပေါင်းစုံပေါ့ဗျာနော်အဲ့ဒီရောင်းစုံသဘုံအားလုံးနဲ့ရှင်းကြည့်မယ်ဆိုဘယ်ဘက်ချမ်းကပို့ပြီးတော့အင်အားပို့ပြီးတော့တောင်းလာတယ်လဲဆိုလို့ရှင် NASA ကဘက်ကနိုင်ငံရေးပါဝါတောင်းလာတယ် အဲ CA ပါဝါပေါ့နော်လက်နက်အင်အားပါဝါတွေတောင်းလာတယ်အဲပြီးတော့လို့ရှိရင်ပိုကောင်းလာတယ်ပေါ့ပိုကောင်းလာတော့ကျွန်တော်တို့သွားတွေ့ရတယ်အဲတစ်ဖက်ဒီပေါ့ဒေါ်လာရေးအုပ်စုဒီရောင်းဆုံးသဘုံများကတော့တုံးဝတဖြည်းဖြည်းတဖြည်းဖြည်းနှိမ့်ကျသွားတဲ့အခြေအနေမျိုးတွေပဲကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့ဒီတော့ကြောင့်မလို့တော့အခုဒီနေ့ရုရှားပေါ့နော်ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့အဲဥမင်းအွန်လိုင်းရဲ့ခီးစဉ်ဟာဆိုလို့ရှိရင်တော့ဥမင်းအွန်လိုင်းကိုပါဝါတွေနော်စွမ်းအင်တွေနှစ်ဆနှစ်ဆတိုးသွားပါစေတယ် အဲဒါကတော့အရှိတရားဖြစ်တယ်အဲ့တော့ဦးမေအောင်လိုင်းအားပေးထောက်ခံသူတွေအားလုံးလက်ကမောင်းခတ်တဲ့အချိန်ပါပဲခင်ဗျာနော်လက်ကမောင်းခတ်တင်ပါတယ်ခင်ဗျားတို့လုံးဝအဲ့ထဲမှာဘာလို့ပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဗျာဟိုဦးမေအွန်လိုင်းကိုကြိုက်တာမကြိုက်တာအပါထားသူဒီအခုလက်ရှိချိန်နေမှာအဲဒီပေါ့နိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်နိုင်ငံခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံကောင်းဖို့အတွက်သူလုံးသမားအရာတွေအားလုံးကောင်းမှုအားလုံးအောင်မြင်မှုကျွန်တော်အနေနဲ့တော့ဆန္ဒပြုတယ်နော်ဆန္ဒပြုတယ်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဟေးဆိုလို့ရှိရင်ဦးမေအွန်လိုင်း အောင်မြင်ပါစေလို့ပဲကျွန်တော်အနေနဲ့ရာရာဆုတောင်းပါတယ်နော်စိတ်ထဲဆန္ဒရှိပါတယ်ခင်ဗျာမင်္ဂလာပါကိုမောင်နဲ့အားပေးနေပါဟုတ်ကဲ့ပါအားပေးနေကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ဦးမေအွန်လိုင်းကဇွဲစုရသွားတယ်လို့ပြောလို့ရတယ်ဇွဲစုဆိုတာဗျာဦးမေအွန်လိုင်းအနေနဲ့သွားခဲ့တာလဲဒီရုရှားကိုသွားခဲ့တာဆိုတော့အလုံးပေါင်း17ချိန်လောက်ရှိတာဟုတ်17ချိန်လောက်သွားခဲ့ပြီမဲ့သွားတဲ့အခါတိုင်းမှာအဲရုရှားနိုင်ငံက တာမန်အဆင့်ဝဝင်ကြီးအဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်နော်စစ်ဦးစီးချုပ်အဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်အဲ့တော့တကယ်ထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တဲ့ဗလာဒီမီယာပူတင်တို့လိုတကယ်ဝင်ကြီးချုပ်တို့လိုအဲ့နောက်ထပ်ဒီနိုင်ငံသားကြီးဝင်ကြီးတို့လိုနဲ့တွေ့ရတာတော်တော်လေးကိုခဲရင်တာကြီးကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့အဲဒီဖြစ်ဖြစ်ဖြစ်သူလည်းသူကလည်းတော်တော်သီးခံနိုင်တဲ့သူဗျအာတော်တော်လေးစူးစမ်းရသူသူ့မှာမာမာနာဆိုတော့ဟိုတိတ်မတွေ့ရဘူးမာမာနာဘောကိုသိရမလားငါ့ကိုဒါမျိုးဆက်ဆံလိုက်တယ်ဆိုတော့ မာနမျိုးသူ့မှာမရှိဘူးအဲ့ဒါတခုကတော့ Umea Online ရဲ့ဘာကြောင့်လဲတော့ကျွန်တော်တို့ပြောရဘယ်လို comment ဆိုလို့ရှိရင်တုံးတက်ရတာတအားကိုခက်ခဲပါတယ်နော်အဲ့တော့တော်တော်သုံးသက်ခက်ခဲပါတယ်သူ့ဘာသူညာလဲပဲတေချာတခုကသူဒီဇွဲကောင်းနေပါတယ်ကျွန်တော်တို့ဆိုပါညာတော့ဘယ်လို comment ဆိုလို့ရှိရင်ကိုယ်လည်းနိုင်ငံကောင်းဆောင်တယောက်ပဲကိုယ်လည်းစစ်ဟိုတင်တာဘူးကျုပ်တယောက်ပဲလीနော်ကိုတစ်ခေါက်သွားတယ်အဲသူတို့စီကဒီလိုဆက်ဆံလိုက်တယ်ဒီဆင်းလောက်နေပဲဆိုလို့ရှိရင်တော့ အဲကိုရီနောက်တစ်ခေါက်သွားမှာမဟုတ်နိုင်ငံတော် G2G အဆင့်မှာအဲနောက်တစ်ခေါက်လဲကိုသွားချင်မှသွားလိမ့်မယ်သို့ပါတော့လဲဒီလိုမျိုးသူ့ကိုရုရှားအနေနဲ့ပေါ့နော်အဲတဆင့်နှိမ့်သဘောတရားပုံစံမျိုးနဲ့သူ့ကိုဒီလောက်ထိဆက်ဆံခဲ့တာတော့မှာပဲသူဒီဇွဲမလျှော့ပဲနဲ့ဆက်လက်စူးစမ်းစူးစမ်းရင်းနဲ့တော့အခုချိန်မှာအခုရုရှားနဲ့ရုရှားသမ္မတသမ္မတကြီးပေါ့ဗျာနော်သမ္မတကြီးနဲ့အခုလိုမျိုးရုရှားသမ္မတဆိုတော့တကယ်ကပ္ပခေါင်းဆောင်ကြီးပဲကပ္ပမှာနာမည်ကြီးဆုံးနာမည်ကြီးဆုံးနဲ့မှပါတယ်ထရန့်နဲ့နီလာငါလာဆိုတော့တကယ်ကပ္ပခေါင်းဆောင်ကြီးပဲ ဒီလိုကမ္ဘာကောင်းဆောင်ကြီးတယောက်နဲ့အခုတို့ဖက်လဲတကင်းရင်းနှီးစွာဆက်ဆံခွင့်ကပြီးရတဲ့ခေါက်ကတော့မှဒါကျွန်တော်သုံးသက်ကြည့်သလောက်ဆိုလို့ရှိရင်ဗလာဒီမီယာပူတင်ကရှောင်လို့မရလို့နဲ့အတွက်ကြောင့်သူ့ကိုတွေးဆောင်လိုက်တာလို့ကျွန်တော်တို့ကသုံးသက်တယ်နော်ဘာကြောင့်လဲဆိုတော့အားလုံးကိုတွေးဆောင်လိုက်တယ်ဗျာဟိုတနည်းအားဖြင့်အဲ့မှာအစည်းအဝေးပေါ့ရှေ့ရှေ့ဘိုင်းစီးပွားရေးပေါ့အဲ့ဒီစီးပွားရေးမှာစီးပွားရေးဖိုရမ်မှာသူ့ကိုလက်ခံတွေးဆောင်လိုက်တာကိုကျွန်တော်တွေ့ရတယ်ဒါကတော့မကောင်းတက်လို့ဆိုတဲ့ပုံစံမျိုးဒီတစ်ခါကျတော့မကောင်းတက်လို့လည်းမဟုတ်ဘူးကောင်းတက်လို့လည်းမဟုတ်ဘူးတမင်တကာကို တစ်ဖက်ကလူလူလာလာနဲ့ဥမင်းအွန်လိုင်းကို နိုင်ငံတော်အဆင့်ဖိတ်ပြီးတော့နော်တကယ်သမရာကြီးအဆင့်ကလည်းတွေ့ရဆိုတဲ့ခါကျတော့ဥမင်းအွန်လိုင်းရဲ့ကန်တရားတွေဖုံးနေဖုံးကန်တွေတက်လာမှရပါတယ်နော်အဲ့တော့ကျွန်တော်တို့အတိအမှတ်ပြရမှာပါဆက်တစ်ကြိမ်လုံးသွားတယ်ပထမတစ်ကြိမ်ကတော့မကောင်းတက်လို့တွေ့ခံလာရတယ်အဲအခုတစ်ကြိမ်ကတော့မကောင်းတက်လို့ဆိုရတဲ့ဆိုလို့ရှိရင်တကယ်ကိုလူလူလာလာနဲ့ကြည်သူကြီးအဆင့်ဒန်းတူ level ပေးပြီးဆက်ဆံခံရတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ဥမင်းအွန်လိုင်း အဲနောက်ဆုံးပိတ်တော့ဇွဲစုလည်းရသွားသလိုသူ့ကိုလည်းတမရဘူတင်အနေနဲ့သူလာတော်ညာလည်းပဲသူမတွေ့တော်ညာလည်းပဲဒီပုံကဟာနော်နောက်ဆုံးပိတ်ပေါ့အဲသူများတွေလို့တော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့များဒါကျွန်တော်တို့ရဲ့တတိပုဂ္ဂကခန်းစားချက်နဲ့ဒါရှုမြင်သုံးသပ်မှုတစ်ခုပါသူ့ကိုလက်ခံတွေ့ဆုံလိုက်ပြီးတော့ဟလာတကယ်ကိုယုံကြည်သွားတဲ့အဆင့်ကိုရောက်သွားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်နော်ယုံကြည်သွားပါတယ်အဲ့တော့ယုံကြည်သွားတယ်နောက်တစ်ခုကတော့အဲ့လိုယုံကြည်သွားခြင်းအဖြစ် ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ခါကျတော့နိုင်ငံရေးအဖြစ်ပေါ့နော်အကောင့်ဘက်ကကျွန်တော်တို့တွေးကြည့်ကြပါဆိုအကောင့်ဘက်ကပဲအကောင့်ဘက်ကအကောင့်လေးကိုကျွန်တော်စဉ်းစားမယ်နိုင်ငံရေးဘက်ကကြည့်မယ်ဟဲ့ဆိုလို့ရှိရင်နိုင်ငံရေးမျက်နှာစာမှာရုရှားရဲ့ထောက်ခံမှုအပြည့်အဝရရှိသွားတယ်အဲဒါကအခုဥမင်းအောင်လာရရှိလိုက်တဲ့အကျိုးစီးပွားပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကရုရှားနဲ့လိုအပ်လာလို့ရှိရင်စီရေးနိုင်ငံရေးအားလုံးပူးပေါင်းဆောင်ရွက်မှုတွေစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေစွမ်းအင်ဂါနာပူးပေါင်းဆောင်ရွက်မှုတွေ ဒီပူပေါင်းဆောင်ရွက်မှုတွေအများကြီးရရှိသွားတဲ့အတွက်ကြောင့်မလို့ဥမင်း online ကခင်ဗျားတို့ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ကိုအခုဟာအဆင့်တန်းမြင့်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပါပြီခင်ဗျာနော်ရောက်သွားပါပြီဥမင်း online ကလည်းနားလည်ရခက်ခဲတဲ့အတွေးရှိတယ်တဲ့ပညာကြီးတဲ့သူဖြစ်မဲ့ထင်တယ်တဲ့อืมမှန်ပါလားအဲ့တော့အဲဘလို့ဖြစ်ဖြစ်ဥမင်း online ရဲ့ဒါသူ့ရဲ့မဆုံးမနစ်တော့ဇွဲပေါ့ဇွဲတော့တော်တော်ကောင်းတဲ့သူပါကျွန်တော်ကြည့်ရတာပေါ့နော်၁၇ချိန်မှာ ထမတစ်ချိန်ကတော့နှစ်ချိန်တော့ဆက်တစ်ချိန်သွားတော့မှနှစ်ချိန်တွေ့ခွင့်ရတယ်ဆိုတော့ပထမတစ်ချိန်ကကျွန်တော်တွေ့ခွင့်ရတယ်ကျွန်တော်မပြောဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အားလုံးလက်ခံတွေ့တာနော်။လက်ခံတွေ့တဲ့အတွက်ကြောင့်မို့လို့ဒါတတိတီးကြပြီးရလို့ကျွန်တော်ပြောလို့မရတော့ဘူး။ဘသူလာလာဟိုကတွေ့မှာပဲ။အခုကျတော့အဲသူ့အနေနဲ့ဒီကမ္ဘာကောင်းဆောင်အဆင့်ပေါ့ဗျာနော်။စူပါပါဝါနိုင်ငံကြီးတနိုင်ငံရဲ့တကယ်တပနာကြီးနော်။ထရန့်တို့လိုနိုင်ငံတကာကတော့မှဒါမျိုးအော်ချရောက်တော့တယ်ပေါ့နော်။ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်။အဲ့လိုမျိုးခေါင်းဆောင်တယောက်ကို ခေါင်းဆောင်တယောက်နဲ့ဒါမျိုးကဖလဲတကင်းတန်းတူအဆင့်ကဲခရမလင်ဆိုတဲ့နန်းတော်ကြီးနဲ့မှာတွေ့ဆုံခွင့်ရတာဟာအဲဦးမင်းအောင်လာရဲ့ဒီနှစ်ထဲမှာတော်တော်လေးအောင်မြင်မှုကြီးတဲ့တစ်ခုဖြစ်တယ်လို့သူတည်ဆောင်လာမဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေစီးရေးပူးပေါင်းဆောင်ရွက်မှုတွေအားလုံးဟာလည်းမြန်မာတနိုင်ငံလုံးအတွက်ဖြစ်မယ်အပြည်တော်စုကြီးမပြိုကွဲဖို့အရေးဖြစ်မဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝဦးမင်းအောင်အောင်မြင်လာတာကိုကြိုဆိုတယ်အဲသဘောလဲကြပါတယ် သူ့ကိုကျွန်တော်ပုံကိုရေးအားဖြင့်ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးဒါပေမဲ့သူလုပ်နေတဲ့အားလုံးကနိုင်ငံတော်အတွက်ဖြစ်တဲ့ကြောင့်နိုင်ငံတကာကိုမျက်နှာမှုပြီးတော့သူ့ရဲ့အခုလက်ရှိဆောင်ရွက်နေတဲ့အားလုံးအောင်မြင်မှုတွေအားလုံးမှာကျွန်တော်လက်ခုပ်တည်သလိုဝမ်းမန်းတသာလဲပြောရှင်းမိပါတယ်ခင်ဗျာနော်ဟုတ်ပြီအဲ့တော့အဲဒါပေမဲ့တော့တစ်ဖက်ကပြန်ကြည့်ကြဆိုဗျာတစ်ဖက်ကပြန်ကြည့်မယ်ဟေ့ဆိုလို့ရှိရင်တော့ဦးမဲအွန်လိုင်းအနေနဲ့ကရုရှားဆိုနိုင်ငံမျိုးကလည်း သူ့အတွက်ရစရာတွေအများကြီးရသွားတယ်လို့သုံးသပ်ရတာပေါ့ကနော်။ဥပမာဖြင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ထိုးတဲ့စာချုပ်တွေမှာဘယ်လိုမျိုးအပေးအယူတွေရှိတယ်လဲဟုတ်လား။ဘယ်နေရာတွေဘယ်လိုအပေးအယူတွေဆိုတာတော့အပေးအယူတွေရှိတယ်လဲဆိုတာပွင့်လင်းဖို့လိုတယ်။ကိုယ့်ဘက်ကလုံးဝအလျှော့ပေးပြီးတော့အဲဒါမျိုးပေါ့ဒီလိုမျက်နှာစာဒီလိုအခွင့်အရေးမျိုးရဖို့အတွက်ကိုယ့်ဘက်ကလုံးဝအလျှော့ပေးသောနော်။အနည်းအားဖြင့်ပြောရမယ့်ဟေးဆိုလို့ဗျာနော်ဟိုပြောရလဲခက်ပါလေ။ကျွန်တော်တို့တနည်းအားဖြင့် ခြားစကားလည်းရှားခတ်ပါလေနော်အဲဒီနေ့အပြင်ကိုယ့်ဘက်ကနေပြီးတော့အလွန်အကျွံသူများသူ့ကိုမျက်နာလောက်ကလွန်းတဲ့ဆွေးနွေးညှိနှိုင်းမှုနဲ့ဒီသဘောတူညီချက်တွေဟေ့ဆိုလို့ရှိရင်လည်းအဲဒါကနိုင်ငံမျက်နာကိုများမှကြည့်ခဲ့ရလားနော်နိုင်ငံတော်တက်ဦးစားပေးခဲ့သလားသူ့တက်ပဲသူဦးစားပေးခဲ့သလားဆိုတော့ကျွန်တော်တို့ကဒါသတိလေးနဲ့တော့နည်းနည်းလေးစောင့်ကြည့်ရမယ်လေ။ဘာကြောင့်လဲဆိုလို့ရှိရင်စီးပွားရေးတွေစီးပွားရေးလုပ်ငန်းတွေအားလုံးတော်တော်များများကိုလက်မှတ်ထိုးခဲ့တယ်ဟုတ်လား။ အနောက်တစ်ခုကထားပါတော့ကျွန်တော်တို့ယူကရိန်းနဲ့ဖြစ်တဲ့စစ်မှာလည်းအဲယူကရိန်းကနေပြီးတော့ဟလာလိုအပ်တဲ့ယူကရိန်းမှာတိုက်ပွဲဖြစ်နေတဲ့လက်နက်လိုအပ်တဲ့လက်နက်တွေကိုယ့်စီမှာစစ်ဖြစ်နေတဲ့ကြားတွေကနေပြီးတော့ရုရှားကိုပေးခဲ့တာတွေလည်းသူသူအနေနဲ့ဒါတွေကလည်းဟိုတနည်းအားဖြင့်ကြည့်ရမှာပေါ့နော်ဒါပူပေါင်းဆောင်ရွက်မှုတွေအနေနဲ့ကတော့လက်ခံနိုင်ပေမဲ့အဲကိုဘကအရန်ကြီးအ short ပေးတော့ဆိုလို့ရှိရင်တော့အ short ပေးလွန်းလို့ရှိရင်ဒါကကိုအတွက်ကိုကြည်တာမဟုတ်ပဲဖြစ်သွားတယ်နိုင်ငံအတွက်ကြည်တာမဟုတ်ဘူးဖြစ်သွားတယ်။မအားကြောင့်လဲဆိုလို့ရှိရင်ငါလုံခြုံရေးအတွက်ဆိုတော့ ငါအစိုးရမကြရင်ငါမပြုတ်ကြရေးဆိုတော့ငါဘူးတပိုးနဲ့ဆိုလို့ရှိရင်တော့လေဒါနိုင်ငံအတွက်မျက်နှာမူရလို့ကျွန်တော်တို့ကတော့ပြောလို့မရအောင်လေနော်အဲ့တော့ဒါကြီးကိုမင်းယူလိုက်ကွာနိုင်ငံရဲ့ဒီဘယ်လိုခေါ်မလဲစီးပွားရေးလုပ်ငန်းတွေနိုင်ငံရဲ့ရည်ကြီးတဲ့အချက်ချာတဲ့အားလုံးကိုအဥမာပြတော်ဆန်းစုကြည်တက်လာလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကအမေရိကန်နဲ့နောက်အုပ်စုကိုပေးခြင်းတလို့နင်ရောယူခဲ့ဆိုပြီးတော့အမွေခွဲပေးသလိုဥမင်းအွန်လိုင်းတော့အုပ်စုကလည်းသူတက်လာတဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုဟဲ့ယူခဲ့ဆိုပြီးတော့ အမွေခွဲပေးနေတာဆိုတာကတော့ငါ့ကိုအားပေးထောက်ခံသူလည်းဘာမှဟိုထူးမှာမဟုတ်တော့ဘူးနော်ဦးမင်းအွန်လိုင်းတီလည်းဒေါအောင်စန်းစုကြည်လိုပဲအဲဒီဘက်ကအမေရိကန်အမေရိကန်ကိုဟဲ့ယူဟဲ့ဘယ်နေရာလေးလိုချင်တယ်လဲအဲ့ပုံစံမျိုးပေါ့စီယုံမှုကရှိတယ်အခုချိန်ကြီးပေါ့နော်အစီယုံတဲ့နေရာမှာအာကျွန်တော်တို့ဦးမင်းအွန်လိုင်းကလည်းကျွန်တော်တို့နိုင်ငံကဗျာဟိုရုရှားကိုကူညီနိုင်တာဆိုလို့ဘာမှမရှိပါဘူးနော်ဥပမာပြမြောက်ကိုရီးယားမှာရုရှားကိုစစ်အင်အားပေါ့ ပေါင်းနဲ့ချီပြီးတော့ကူညီနိုင်သေးတယ်။ကျွန်တော်တို့နဲ့ရုရှားနဲ့ပေါင်းဖက်မှုပေါ့ကျွန်တော်တို့နိုင်ငံနဲ့ရုရှားနဲ့ပေါင်းဖက်မှုမှာရုရှားကကျွန်တော်တို့စီကရစီရဆိုတာဘာမှမရှိပါဘူးနော်။လက်နက်ရောင်းရင်တော့မှဈေးကောင်းရချင်မှရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့မှာရုရှားကကျွန်တော်တို့ကိုဒါအပေါင်းတဲ့စစ်ဆန်ရေးဆိုတာသူ့အကျိုးစီးပွားကိုယ့်အကျိုးစီးပွားရှိတယ်။ရုရှားရဲ့အကျိုးစီးပွားအတွက်ကကျွန်တော်တို့မှာသူတို့ပေးစီရဆိုလို့လောက်ွက်တွေရှိမယ်နော်။ကျွန်တော်တို့တဘာဝတည်ရန်ဇာတာလောက်ွက်တွေရှိမယ်။နောက်ထပ်ကျွန်တော်တို့ဒီ ဟိုရင်းနှက်စိတ်ကန်းတွေရှိမယ်ပြီးပါလို့ရှိရင်ပင်လယ်ထွက်ပေါက်ပေးတာတွေရှိမယ်နော်ဒါတွေပဲကျွန်တော်တို့ကသူတို့ကိုပေးနိုင်မှာဖြစ်တယ်အဲသူတို့လိုချင်တဲ့ကြံတဲ့ဈေးကွက်ကြီးကြီးမမားတွေဒါဈေးကြီးပေးဝယ်တာတွေဒါတွေကဘာမှမလုပ်နိုင်ဘူးလေနော်ကိုယ်နိုင်ငံနိုင်ငံအခြေအနေရတယ်လို့ရှိတယ်အဲ့တော့ရုရှားကိုပေါင်းတဲ့နေရာမှာကိုယ့်ဘက်ကပေါင်းရတာရောဒါတွေပေးဆက်ပြီးမှပေါင်းတယ်ပေးဆက်ပြီးပေါင်းတဲ့အခါမှာလည်းတစ်ဖက်ဆောင်နေဟိုဘက်ကလက်မှတ်ထိုးသွားတယ်ဟေ့ဆိုလို့ရှိရင်တော့ဒါကနိုင်ငံအတွက်ကြည့်တာမဟုတ်ပါဘူးကိုယ့်အတွက်ကိုကြည့်တာဖြစ်သွားပါတယ်နော်အဲ့ဒါကြောင့်မို့လဲအဲကျွန်တော်တို့ အဲကျွန်တော်သတိလေးနဲ့တော့ကြိုဆိုရဲအောင်မြင်ပါစေလို့လည်းဆုတောင်းပါတယ်เนาะသတိလေးနဲ့တော့ကြိုဆိုပါတယ်တရုတ်ကိုလည်းမြစ်ဆုံပေးလိုက်တာလေဟလာနောက်ထပ်တရုတ်နဲ့ရုရှားကိုငါအာနာရရင်ဒေါ်စုကြည်တို့အုပ်စုကလည်းငါအာနာရအမေရိကန်နဲ့အနောက်အုပ်စုအကုန်လုံးအကုန်လုံးကိုအခွင့်အစားပါစားပေးပြီးတော့တို့ဦးမင်းအွန်လိုင်းကသူအာနာရလို့ရှိရင်တရုတ်နဲ့ရုရှားကိုဟလာပါစားပေးလွန်တာကြီးကြတော့လေကျွန်တော်နိုင်ငံကပြည်သူလူထုအတွက်ဆိုတာမကြည့်ပဲနဲ့ငါအတွက်ငါအုပ်စု ဆက်လက်တည်မြဲရေးငါအုပ်စုအာဏာရရေးငါတည်တန်ငါတည်တန့်ရေးဆိုတဲ့ငါဖို့ပဲကြည်နေသူတွေများနေလဲမကောင်းသေးဘူးအဲ့တော့ဘာတွေလုပ်ခဲ့တယ်အဲဘာတွေနိုင်ငံအတွက်ဘာတွေကောင်းဖို့ဆိုတော့အခုပြည်သူလူထုကိုပြုမင်းလင်းချပြတင်တယ်လို့စစ်တပ်ကိုလည်းပြုမင်းလင်းချပြတင်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ခင်ဗျာနော်အဲ့တော့ကွန်မန်ဟုတ်ပြီအဲ့တော့အဲနေကွန်မန်တွေကရုရှား60ရာခိုင်နှုန်းမြန်မာ10ရာခိုင်နှုန်းနဲ့ရောင်းစားခဲ့တာ ဒါတွေကဟိုတွေးထင်မှဆောင်းမှုတွေပါအဲ့မဲ့ရုရှားလိုနိုင်ငံကြီးတမျိုးကဖလဲတကင်းနဲ့အရန်ကိုပေါ့နော်ဒီပူတင်ကိုတိုင်ကဖလဲတကင်းနဲ့ဒီလောက်လောက်ရတယ်ဆိုတဲ့အခါကျတော့လေအဲ့ဒါတော်တော်တော်နည်းနည်းလေးပေါ့နည်းနည်းလေးတော့စဉ်းစားစရာဖြစ်တယ်ပြည်သူလူထုကိုခြားပြပါဒီပေါ့နော်တဘာဝတရားစာတိုင်းဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့သူအကျိုးစီးပွားကိုအကျိုးစီးပွားကမျှတရရဲ့လားအဲ့ဒါလေးလေပြည်သူလူထုကိုပွင့်လင်းစေချင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လေ တဖက်ကဆန္ဒပြောသလိုပေါ့ဗျာနော်ရုရှားက60ရာခိုင်နှုန်းနော်60ရာခိုင်နှုန်းကိုက10ရာခိုင်နှုန်းဆိုလို့ရှိရင်တော့ဒါကနိုင်ငံအတွက်လည်းကြီးခဲ့တာမဟုတ်ဘူးသူ့အတွက် သူကြီးခဲ့တာဖြစ်နေတယ်နော်သူ70ချိန်လုံးသွားခဲ့တယ်နေရမရခဲ့ဘူးအဲ70ချိန်လုံးသွားခဲ့မှာ2ချိန်2ချိန်မှမှ1ချိန်ပဲဖြစ်ဖြစ်မြတ်မြောက်ဒါမျိုးပေါ့နိုင်ငံတော်အဆင့်အနေနဲ့သွားနိုင်တယ်ဆိုတဲ့ခါကြတော့အေးပေါ့အဲဒါတွေကထက်အတွက်စဉ်းစားစရာတွေဖြစ်တယ်ဒါကျွန်တော်တို့ကနိုင်ငံရေးအဖြစ်တော့နိုင်ငံအကျိုးစီးပွားအတွက်ကိုကျွန်တော်တို့ကြည့်ပြီးတော့ပြောရမှာပါနော်သူ့ကိုတော့အောင်မြင်စေချင်တယ် ိုင်ငံအတွက်လုပ်နေတာလို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနော်မင်္ဂလာပါကုမမောင်နဲ့မင်္ဂလာပါဟုတ်ပြီဟုတ်ပြီအဲ့တော့ကမ္ဘာအချိန်ဝင်ရှာကြီးကလည်းပြောင်းလဲသွားပြီအေးတကယ်၍သူလုပ်ခဲ့တဲ့အလုပ်တွေအားလုံးကနိုင်ငံအတွက်ကြိုးပြတယ်ဟဲ့နိုင်ငံတကာမျက်နှာမူတယ်ဟဲ့ဆိုရှင်သေချာတယ်ခင်ဗျားတို့အောက်မှာရင်းနေတော့တော်လိုင်းကြီးအားပေးထောက်ခံသူတွေသူ့ကိုစန့်ကျင်သူတွေခင်ဗျားတို့မေးလိုက်လို့ရပြီခင်ဗျားတို့ဒီတော်လိုင်းကြီးအောင်မှုဆိုတာကိုမေးလိုက်လို့ရပြီလို့ပြောလို့ရတယ်ဒါမြတ်တော့ ဘယ်လောက်ထိပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့85ရာခိုင်နှုန်းခင်ဗျားတို့မေးလိုက်လို့ရတယ်ခင်ဗျားတို့ online ဘယ်တော့မှမအောင်တော့ဘာကြောင့်လဲဆိုလို့ရှိရင်အာကဘာအင်အားချိန်ကိုရှာကြည့်ရပြောင်းလဲသွားပြီ American သမ္မတ Donald Trump ကနော်ရုရှားသမ္မတကိုရုရှားဘက်ကိုလုံးဝယိမ်းသွားပါပြီရုရှားနဲ့ပတ်သက်ပြီးအပေါင်းလက္ခဏာဆောင်ပြီးတော့ဆောင်ဒီရှစ်ဆောက်ရှစ်ရှောက်ပေါ့နိုင်ငံရေးဆောင်ရွက်မှုတွေရှိမှာအဲ့တော့ Donald Trump ကရုရှားသမ္မတကိုလက်ခံတယ် ကမ္ဘာစူပါပါဝါကြီးနှစ်နိုင်ငံကအခုဆိုလို့ရှိရင်အကျိုးတူပေါင်းဖက်မဲ့ပုံစံမျိုးတွေတွေ့ရတယ်။အဲ့တော့ရုရှားရဲ့တပည့်ကမြန်မာဥမင်းအွန်လိုင်းဖြစ်တယ်။အဲ့တော့တနွေဝင်တော့တစင်ပါလာအဲဒီပုံစံစကားပုံစံတိုင်းရုရှားအောင်မြင်မှုရဲ့အနောက်မှာဥမင်းအွန်လိုင်းရဲ့အောင်မြင်မှုကထက်ချက်မကွာလိုက်လာတာကိုတွေ့ရတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အမေရိကန်ရဲ့ဒီမဟာမိတ်ဆက်ဆံမှုတွေအကုန်လုံးကသူ့ရဲ့နိုင်ငံရဲ့နီးနားမှာရှိပြီးတော့သူ့ကိုအယမ်းကိုကောင်းတော့เนาะအမေရိကန်နိုင်ငံဟာနော် သူ့ကိုအရန်ကိုကောင်းတယ်သူ့ဘက်မှာသစ္စာရှိတယ်သူနဲ့တူတူ911တိုက်ခိုက်မှုတွေမှာလည်းရှင်းပြတိုက်ခိုက်ပေးမှုတယ်နော်နိုင်ငံရေးနိုင်ငံရေးစစ်ရေးဗတ်ပေါင်းစုံမှာအမေရိကန်နဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေကောင်းတငယ်ချင်းကောင်းလိုမျိုးဝိုင်းဝန်းတိုက်ခိုက်ပေးနေတဲ့ရက်တီပေးနေတဲ့ကနေဒါလိုနိုင်ငံမျိုးတော်မှပဲအမေရိကန်သစ္စာဖောက်ပလိုက်တာသစ္စာဖောက်ပလိုက်တာပြီးတော့မက္ကဆီကိုနိုင်ငံသူနဲ့ကက်ကက်လေးပဲဟိုဘက်ခြံစည်းရိုးဟိုဘက်ဒီဘက်ပဲချားတယ်ကျွန်တော်တို့ဒီအဲကနေဒါနဲ့ဆိုလို့ရှိရင်ခြံစည်းရိုးဟိုဘက်ဒီဘက်ပဲချားတယ်အဲ့တော့ ီအဖွဲ့တွေအားလုံးကသူလုံးဝတနည်းအားဖြင့်လက်လွတ်ပြီးတော့ရုရှားနဲ့ပူးပေါင်းမှုသူဆောင်ရလိုက်တာဖြစ်တယ်ဒီတဲ့ပို့ဆိုတော့ကသူနဲ့အတူတူရှိနေတဲ့ဒီ NATO နိုင်ငံတွေဖြစ်တဲ့ဒီ EU နိုင်ငံတွေ EU နိုင်ငံတွေကိုတော့မှပဲသူ့အနေနဲ့ကလက်တွဲဖြုတ်လိုက်တဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဒါတွေကိုလက်တွဲဖြုတ်ပြီးတော့ရုရှားနဲ့အဲဒီလိုမျိုးဖက်လဲတကင်းဆောင်ရွက်မှုတွေကတော့ ကမ္ဘာအင်အားချိန်ခွင့်ရှာကြီးကပြောင်းလဲသွားပြီလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ခင်ဗျာနော်သုံးသပ်လို့ရပါအင်အားချိန်ခွင့်ရှာကြီးပြောင်းလဲသွားပြီအဲ့တော့အရင်ကလိုမျိုးပေါ့နော်အဲဒီမိုကရေစီအုပ်စုလို့အမည်ခံထားသောနော်လူစုလူများရင် EU ကျွဲဖတ်တဲ့နော်လူငင် EU ကျွဲဖတ်တဲ့အုပ်စုတွေအမြဲတမ်းအနိုင်ရမယ့်ခေတ်မဟုတ်တော့ပါဘူးအခုချိန်မှာတကယ်အမှန်တရားပေတာကိုရှာဖွေရတဲ့အချိန်ဖြစ်သွားပြီးတော့အခုဒေါ်နယ်ထရန့်နဲ့ ဒီဗလာဒီမီယာပူတင်နဲ့ဟာဖက်လဲတကင်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူ့နောက်မှာထက်ချက်မကွာလိုက်လာမှာကတော့ရုရှားကလည်းသူ့မှာကသူတယောက်တည်းမဟုတ်ဘူးရုရှားကလည်းတနိုင်ငံတည်းမဟုတ်ဆိုသူ့ကိုသူပြောထားပြီးသားဆိုတော့ကျွန်တော်သူ့နောက်မှာဘယ်နိုင်ငံတွေရှိတယ်ဆိုတော့တခြားဘယ်လာရုစ်တို့နောက်ထပ်ဒီမြန်မာတို့နောက်ကိုရီးယားတို့အီရန်တို့ဟုတ်လားအဲတခြားသောဒီပေါ့တော်တော်များများနိုင်ငံတွေပေါ့တရုတ်တို့ဒီနိုင်ငံတွေအားလုံးကိုလည်းတိကျတာတစ်ခုကတော့ရုရှားကတစ္ဆာရှိတဲ့နိုင်ငံတစ်ခုဖြစ်တယ်သူ့ရဲ့မိတ်မဟာမိတ်တွေပေါ့မှာ အဲ့ဒီတော့ကြောင့်မို့လို့အမေရိကန်ကိုလည်းသူလက်ခံမှာဖြစ်တယ်လို့ဒီနိုင်ငံတွေကိုလည်းလက်ခံမှာဖြစ်တယ်အဲ့တော့ရုရှားကသာဥမင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲတွေကိုထောက်ခံတယ်နိုင်ငံရေးအပြစ်ထောက်ခံတယ်ဟေ့ဆိုလို့ရှိရင်တော့အမေရိကန်ကလည်းရုရှားအနောက်ကနေလိုက်လာပြီးဖြစ်တယ်ကျွန်တော်ရဲ့သုံးသပ်တာပေါ့နော်ဒီနေရာမှာကျွန်တော်သုံးသပ်အမေရိကန်ကသူ့ရဲ့စူပါပါဝါကိုဆက်လက်ထိန်းသိမ်းနိုင်မှုအတွက်ကိုရုရှားကိုတရုတ်ကနေပြီးတော့ဆွဲထုတ်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်တယ်ခင်ဗျာသိလားအဲ့ဒီလိုမှလည်း အဲ performance ဆိုတော့ခုလိုမျိုးသွားနေတဲ့အမေရိကန်ကတနည်းအားဖြင့်ဆိုလို့ရှိရင်ချိန်လုံးအောက်ကိုပဲထိုးဆင်းနေတဲ့အခြေအနေမျိုးဖြစ်တယ်ဒါကဝန်ခံရလိမ့်မယ်ဗျကမ္ဘာရဲ့ဒီ performance ဆို bureaucratic ရန်နေရာကြီးဟာဒီပေါ် liberal ရန်နေရာကြီးကအရှိန်အဟုန်နဲ့သွားနေတာဖြစ်တယ်ကမ္ဘာကြီးတစ်ခုလုံးကရွာလိုဖြစ်သွားမယ်ကွာဒီပုံစံမျိုးသူတို့ကသွားနေအဲ့ဒါကိုဒီ Donald Trump အနေနဲ့ကြောက်ပြန်ပြန်လှန်ခြင်းတဲ့အခါကျတော့သူ့ရဲ့လက်တွဲဘက် liberal အုပ်စုတွေရှိတဲ့နိုင်ငံတွေအားလုံးကိုသူလက်တွဲဖြုတ်ပါတယ်ကျွန်တော်ကြည့်တာ EU ကိုလည်း25ရာခိုင်နှုန်းအခွန်ကောက်မယ် နော် EU European Union 25ရာခိုင်နှုန်းခွန်ကောက်မယ်ကနေဒါကိုလည်း25ရာခိုင်နှုန်းခွန်ကောက်မယ်ကျွန်တော်တို့ဒီမက္ကဆီကိုလည်း25ရာခိုင်နှုန်းခွန်ကောက်မယ်တရုတ်ကိုလည်း25ရာခိုင်နှုန်း10ရာခိုင်နှုန်းပေါ့နော်အဲ့လောက်ထိကိုအခွန်ကောက်မယ်ဆိုတဲ့ခါကျတော့ဒါကတနည်းအားဖြင့်ဆိုလို့ရှိရင်အဲကုန်သွယ်ရေးစစ်ကိုစလိုက်တာသူကစစ်စစ်ပွဲကိုစပြီးဆင်နွှဲနေပြီအဲ့တော့ဆိုလိုချင်တာကမြန်မာနိုင်ငံမှာဒီဖြစ်ရကြီးတစ်ခုလုံးကကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအခင်းချင်း အရှိန်အဟုန်ပေါ်မှာအများကြီးတက်ရောက်မှုရှိတဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ကျွန်တော်ဒီမြန်မာနိုင်ငံမှာအဲ့ဒီတော်လန်ရေးအပိထောက်ခံသူတွေအားလုံးနေနဲ့ကိုအားကိုကိုးဖို့သာကြိုးစားရမှာပါနိုင်ငံကြီးတွေအားလုံးရဲ့ဖိမမှုကတော့တည်ရတိုင်းပဲဒီယူကရိန်းအောင်မှာပဲအမေရိကန်ကလုံးဝမထောက်ပံ့တော့ဘူးအမေရိကန်မထောက်ပံ့တော့ဂျန်တဲ့နိုင်ငံတွေကလည်းဘယ်သူမှအိတ်မဆိုင်ချင်ဘူးအဲ့တော့အားလုံးကလည်းမထောက်ပံ့တဲ့ပုံစံမျိုးတွေအထိရှိလာပြီအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေသော NGO စုနဲ့ ဒီစေတေကြောင့်အုပ်စုများအတွက်ဒါဟာသတင်းကောင်းတော့မဟုတ်ပါဘူးခင်ဗျနော်သတင်းကောင်းတော့မဟုတ်ပါဘူး comment တွေဖတ်ပါတယ်ဖတ်ပါတယ်နော်